ဟုတ်ပြီနော်နောက်ဘက်ကောလမ်ရောက်သွားပြီနော်အဲ့မှာ server တွေဒီဘက်ထည့်တယ်ဒီမှာမဟုတ် column နှစ်ခုမခွဲပဲဒီနော်ဒီဒီတစ်ခုရဲပဲနော် column တစ်ခုရဲမှာပဲဒီပုံနဲ့စာလေးကိုရိုက်မယ်ဆိုလို့ရတယ်ဒါကတော့ကိုယ်စိတ်ကြိုက်အဆင်ပြေတယ်လို့ပြင်လို့ရတယ်နော်ဒီလိုနှစ်ခုလေးခွဲပြီးတော့လုပ်လေရတယ်ဆိုတာလေးကိုဟိုပြချင်တဲ့အတွက်ကြောင့်ပါနော်အဲ့တော့ဒီမှာ server လေးတစ်ဘက်ထည့်မယ်ဆိုလို့ရှိရင်နော် java file တကူက server လေးတစ်ပါး copy paste လုပ်ပြီးထည့်လိုက်ပါเนาะဒီမှာတော့စာပြင်တာကိုအဓိကပြချင်တဲ့အတွက်ကြောင့်ပါเนาะစာရိုက်နေကြာမှာဆိုတဲ့အတွက်ကြောင့်ပါ เนาะ copy ပြန်မှာ paste လုပ်လိုက်မယ်เนาะ right click နဲ့ error paste မှာတော့ paste option လေးမျိုးရှိပါတယ်เนาะเนาะပထမเนาะဒီ keep source format data ထားမှာเนาะဒါမှမဟုတ်ရင်ဒီအခုဒီ document အသစ်မှာကိုရွေးထားတဲ့เนาะဒီ font size တွေ နော် font type တွေအတိုင်းထားမလားနော်သူက match pair လုပ်ပြီးလုပ်ပေးမှာမလားနော်အဲ့ option ရှိရဲ့နောက်တစ်ခါပုံလိုမျိုးတည်တည်လေးထည့်မလားဒါမှမဟုတ်လည်း test တွေပဲလားတည်တတ်မလားအခုကတော့ကိုက test တည်တတ်မယ်ဆိုတော့မမြင်တော့ဘူးနော်အဲ့တော့လောဆယ်ကိုကတော့ keep source format ဒီကိုစိတ်ချက်ဖြစ်မှာဖြစ်တဲ့ကြောင့်မို့လို့ keep source format ဒီမှာယူလိုက်မယ်နော်အဲ့ဆိုရင်ဒီမှာ server လေးရောက်လာပြီနော်အဲ့တော့ဒီ server လေးမှာအရင်ဆုံးတော့ခေါင်းစဉ်ပေါ့နော် ဒီခေါင်းစဉ်လေးကိုစလုံး size လေးကိုနည်းနည်းကြီးမယ်ပြီးရင်အလဲခေါင်းကိုပို့မယ်ပြီးရင် font ကို color လေးထည့်မယ်နော်ဒါလေးပြင်မယ်အဲ့တော့အရင်ဆုံးပြင်ကျင်တဲ့စာသားလေးကို select လုပ်မယ်ပြီးရှင်ဒီမှာနော် paragraph setting ရှိဒါ font setting ပါနော်အဲ့တော့ဒီပြီးရင်သူ့ရဲ့ညာဘက်အောက်ဆုံးမှာမြားလေးရှိတယ်နော်ဒီမြားလေးကိုချက်နှိပ်လိုက်မယ်နော်နှိပ်လိုက်ရင်ဒီမှာ font setting ပေါ်လာတယ်နော်နော် font setting ပေါ်လာတယ်ဒီ font setting နဲ့ အခုဒီမှာမြင်နေရတဲ့ဒီ setting နဲ့အတူတူပါပဲเนาะဘယ်ကလုံးလုံးအတူတူပဲเนาะ background setting ဆိုလည်းအဲ့လိုပဲเนาะအခုဒီမှာဆိုဒါလေးကို center ပြောင်းချင်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဒီရဲကเนาะ center ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပဲเนาะเนาะဒါဆိုရင်လေကောင်ရောက်သွားပြီပြီးရင်သူ့ကို font size လေးဝင်နေကြီးချက်เนาะအဲ့တော့ဒီမှာ font type ပါ font size မှာ sustain ထားလိုက်เนาะပြီးရင်သူ့ကို bold လေးလုပ်ချင်တယ်အမဲလေးလုပ်ချင်เนาะအဲ့ဆိုရင်ဒီမှာ ဘိုးဆိုရလေရှိတယ်နော်ဒါကိုဆက်လက်လုပ်ရမယ်ပြီးရင်သူ့ကိုကာလာလေးချိန်အောင်နော်ကာလာလေးချိန်ကျင်နေဆိုလို့ရှိရင်ဒီမှာနော်ဒါလေးကိုတစ်ချက်နဲ့ကြည့်လိုက်တစ်ချက်ကာစာလေးထောက်ကြည့်လိုက်ရင် font color ဆိုပြီးပေါ်တယ်နော်သူ့ဘေးမှာညားလေးရှိတယ်နော်ဒါလေးကိုဆက်လက်လုပ်လိုက် click လုပ်လိုက်မယ်အဲ့ဒီမှာကိုကြိုက်တဲ့ကာလာကိုရွေးလို့ရတယ်နော်အနေထားမလားပြားထားမလားကြိုက်ကြထားလို့ရပါတယ်နော်နော်ဒီအားလေးရွေးလိုက်မယ်နော်ဟုတ်ပြီဒါဆိုတော့ဒါ ဒါဖောက်ကာလာလေးလည်းချိန်ပြီးသွားပြီเนาะဒါဆိုဒါခေါင်းစဉ်လေးမသိပါဘူးเนาะနောက်အောက်ကစာချောင်းလေးတွေကိုလည်းစာပတ်လေးခွဲလိုက်မယ်ကြည့်လို့ကောင်းပါ့မလားเนาะအရင်ဆုံးဒီမှာပထမဆုံးဒီစာပတ်လေးစာပတ်ခွဲမယ်ဆိုရင်ဒီညမှာကစာလေးချမယ်ပြီးရင် keyboard ပေါ်မှာ tab လေးတစ်ချက်နှိပ်လိုက်เนาะနေရာမှာ keyboard ကိုပဲတုံးပြီးတော့เนาะအရင်တကယ်စာမှာပြောခဲ့တဲ့အတိုင်း keyboard ကိုပဲတုံးပြီးတော့လုပ်သွားတာပါเนาะဒီ center ပြီးရင် template တစ်ချက်ခေါ်ရအောင်နော် နေရာစကားပြောနေရာလေးကိုကျောင်းစီသွားလိုက်မယ်နော်ရှင်ဘောဟင်ဒါဆိုရင်ဒါစာပိုင်လေးချလိုက်တဲ့အတွက်နည်းနည်းကြည့်ကောင်းပါပြီနော်ဟုတ်ပြီဒီမှာစာကြောင်းစိတ်ချေနော်သူကတော့ single line ပဲခြားတာနော်ပုံမှန် default အတိုင်းမှာစာကြောင်းစိတ်ချေလေးပေါ့နည်းနည်းလေးပြင်ချင်တယ်နော်စာကြောင်းစိတ်ချေ လိုင်းတစ်လိုင်းနဲ့တစ်လိုင်းကြားမှာအစိတ်ကျဲလေးကိုနည်းနည်းလေးထပ်ချက်ခြင်းနဲ့နော်ဒါဆိုရင်ဒါလေးကိုအားလုံးဆက်လက်လုပ်လိုက်မယ်စာပိုက်တွေအားလုံးပြီးလို့ရှိရင်ဒီမှာဒီ paragraph setting လေးကိုသွားမယ်နော်အဲ့ဒီထဲမှာ spacing ဆိုတာရှိတယ်နော် spacing ဆိုတာဒီ paragraph spacing ပါနော် paragraph တစ်ပိုင်းနဲ့တစ်ပိုင်းကြားချတာဒါ line spacing နော် line spacing အခုက single ချတာတော့ကြောင့်ဒီမှာ single ဆိုပေါ့တယ်တစ်လိုင်းလိုင်းချင်းစီသွားထားတယ်နော် ဲ့မှာမှာကိုကကိုစိတ်ကြိုက်တတ်မှတ်ချင်တယ်ဆိုလို့မှခင်ဗျာ1 point 1လောက်ထားလိုက်ပါเนาะ1လောက်ထားလိုက်နော် Okay နော်1ဆိုတော့တိတ်မတိတ်အောင်เนาะနော်တိတ်မတိတ်အောင်ဆိုတော့ထပ်ပြောင်းကြည့်1 point 2လောက်ထားလိုက်နော်ဟုတ်ဒါဆိုနည်းနည်းလေးတည်တော့ခုနထပ်စားနော်လိုင်းလေးနည်းနည်းကျဲသွားပြီနော် ဟုတ်ပြီအဲ့ဒါ line spacing ချတာပေါ့နော်အဲ့လိုလုပ်ရတယ်နောက်တစ်ခုက paragraph spacing နော်ဒီ sub byte တစ်ပိုက်နဲ့တစ်ပိုက်ကြားအောင်လေနည်းနည်းလေးထက်ချက်ထက်ချားခြင်းနော်ဘာတစ်ပိုက်နဲ့တစ်ပိုက်ကြားတစ်ပိုက်ချင်းစီကိုပုံပြီးတည်ထောင်အောင်ဒါဆိုရင်ခုနလိုပဲ select လုပ်မယ်နော်ကိုကအားလုံးကိုပြောင်းပါမလို့အားလုံးကို select လုပ်တာပါဥပမာကိုကဒီ sub byte တစ်ပိုက်ထဲကိုပဲပြင်ချင်တာဆိုရင်တစ်ပိုက်ထဲကိုပဲ select လုပ်ရနော်အဲ့တော့အခုဒီမှာတော့အားလုံးနော်အားလုံးကိုတစ်ပြိုင်အဲ တပြင်းညီလုံမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးဆက်လက်လုပ်တာเนาะပြီးရင် paragraph setting တွေကเนาะอืมဒီမှာဒါ paragraph setting เนาะ paragraph setting တွေမှာအခုဒီမှာတော့သူက before after ဘာမှမချိန်အောင်เนาะ row view after ဖြစ်ဖြစ်ဒီမှာ option တစ်ခုခုအဲတစ်ခုကိုပဲပြင်လိုက်လို့ရတယ်เนาะဘာလို့လဲဆိုတော့စာပိုင်းမတိုင်နေဖြစ်ဖြစ်စာပိုင်းဒီစာပိုင်းရမတိုင်နေဖြစ်ဖြစ်ဒီစာပိုင်းရပြီးမှဖြစ်ဖြစ်အတူတူပဲမို့လို့เนาะ ူတူပဲမို့လို့ဒီမှာဒီမှာ3 point လောက်ထားလိုက်မယ်နော်ဟုတ်ဒါဆိုရင်စာပိုင်လေးကတစ်ပိုင်နဲ့တစ်ပိုင်အချောင်းပါနော်ဟုတ်ပြီနောက်တစ်ခါဒီမှာဘောနော် open embedded close embedded နဲ့ရေးထားတဲ့ဒီစာစာလေးတွေကို item လေးလေးပြောင်းချင်တယ်နော်အဲ့ဒါဒီမှာဒီအရလေးကိုဆက်လက်လုပ်မယ်နော်ပြီးရင် ် italic ဒီနော် font setting တွေမှာ italic ဆိုတာရှိပါတယ်နော်ဒါလေးကိုဆက်လက်လုပ်မယ်ဒီနေရာမှာ keyboard ကိုပဲတုံးပြီးတော့နော်လောက်သွားရဲ့နော်အတဲလေးဟုတ်ပြီ တယ်လေ။ဒါဆိုဒါနော်စာလေးရဒါဆိုရင်ဒါစကပြောလေးတွေမှသိသွားပြီနော်သိတာပါဟုတ်နောက်တစ်ခါ test highlight လောက်တာနော် test highlight နော်ကို highlight လုပ်ချင်တဲ့စာသားလေးကို highlight ဟို အရာလေးနဲ့ highlight လုပ်ချင်တယ်ပေါ့နော်။ဒါဆိုရင်ဒီမှာ font setting ထဲမှာဒီမှာနော်ဒီနေရာအများလေးထောက်ကြည့်လိုက်ရင် text highlight color ဆိုရရှိနော်။အဲ့ဒီဘေးကအများလေးကို click လုပ်လိုက်မယ်။ဘေးအချင်းမှာနော်အရာလေးရှိတယ်ကိုကြိုက်တဲ့ color ရွေးလိုက်ရနော်။အရင်ဆုံးအဲ highlight လုပ်ချင်တဲ့စာသားလေးကိုရွေးမယ်နော်။ဒါလေးပေါ့နော်။အတက်မခေါ်တပတ်ချတယ်ပြီ။ဆက်လက်လုပ်လိုက်မယ်။ပြီးရင်ခုန text highlight ထဲကအဲအပြားလေးထားတယ် နော်ဒါဒါဆိုရင်ဒါ task ကို highlight လုပ်လိုက်တာနော်ဟုတ်ပြီနော်ဒါဆိုရင်တော့ဒါ survey လေးอ่ะတော်တော်လေးကြည့်ရတာဖတ်အဆင်ပြေသွားပြီနော်ဒါကပုံလေးကိုလည်းကိုကအဲဆာဗီနာတခုလုံးလို့မြင်အောင်ပြရမယ်နော်နော်ဆာဗီနာတခုလုံးလို့လည်းမြင်ရအောင်အဲ့တော့ပုံလေးကိုလည်းကိုက ဒီအလေကောင်လေးရွှေ့ချင်တယ်ပေါ့နော်အလေကောင်လေးရွှေ့ချင်တယ်ဆိုရင်လိုလေးရွှေ့ရတယ်ဆက်ပြီးတော့ဒီပုံလေးပေါ့နော်ဒီပုံလေးကိုဘောင်းလေးထည့်ချင်တယ်နော်ဟောဒါဒါဆိုရင်ဒီပုံလေးပေါ်မှာ right click ချက်နေတယ်နော်မှာ style ဆိုတဲ့လေးကို click လုပ်မယ်နော်ဒီထဲမှာနော်ကိုကြိုက်တဲ့ style လေးကိုယူပါနော်ဘောင်းပုံစံလေးနော်အဲ့လိုရေးလိုက်နော်ပြန်နော် ဟုတ်ပြီဒါဆိုရင်တော့ဒီဒါကိုဖိုင်လေးကတော့လေးအဆင်ပြေဖြစ်သွားပါပြီနော်အဲ့တော့ပြီးသွားပြီဆိုလို့ရှိရင်ဖိုင်လေးကို save လုပ်မယ်နော် save လုပ်ပြီး print ထုတ်နော်ဖိုင်ကို print ထုတ်ပါအဲ့ဆိုရင် file ဆိုတဲ့ button လေးကိုနှိပ်မယ်ပြီးအဲ့ဒီထဲမှာ print ဆိုတာရှိတယ်နော်ဒါလေးကို click လုပ်မယ်နော် print option ပေါ်လာပြီဒီထဲမှာမဆွေး printer မျိုးစာကိုဆက်ရမှာ install လုပ်ထားတဲ့ printer မျိုးစာကိုဆက်လက်လုပ်ရမယ်เนาะပြီးရင်ဒီမှာ copy ဘယ်နှခုကူမှာလဲเนาะ နှစ်ရွက်ကူပါလေသုံးရွက်လာနော်ငါးရွက်လာနော်ဒါတွေကိုဒါတွေကိုရှာရမယ်ငါးရွက်ဆိုငါးရွက်ပေါ့နော်အခုဒီမှာတော့1ဆို1လို့ပဲထားမယ်ပြီးရင် pages နော်စာမျက်နှာအားလုံးထုတ်မယ်ဆိုရင်နော်အဲဒီနေရာမှာဘာမှထည့်မထည့်လည်ရရယ်နော်တေးချခြင်းနဲ့ဆိုရင်လည်းဥမာထားပါတော့ကိုစာမျက်နှာတက်ကနေ30တိရှိရအားလုံးထုတ်ခြင်းနဲ့ဆိုရင်1ไฟฟ้าเนาะคาบีวาดิเตอร์เอออะไรอย่างเงี้ยอะไรหมดมั้ยสายเนี่ยนะโห တရချင်းစီထုတ်ချတာမျိုးပေါ့နော်ဟိုစာမျက်နှာမတူရဲ့ဟာမျိုးထုတ်ချင်ပါမှာအဲဆိုရင်1 2 3 4အဲ့လိုမျိုးထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးကော်မာလေးခံပြီးရလို့ရတယ်နော်ပေးချင်အဲ့လိုလည်းရလို့ရတယ်အခုဒီမှာတော့တမျက်နှာရရှိတဲ့အတွက်ကြောင့်မလို့1လို့ပဲရတယ်နော်ပြီးလို့ရှိရင်ဒီမှာ portrait နော်စာမျက်နှာ down လိုက်ပဲဆိုတော့ portrait ဆိုတော့ ဒီ option လေးတွေ့မယ်ပြီးရင်စာစာရွက်เนาะစာရွက်က A4 เนาะကိုထုတ်မဲ့စာရွက်မျိုးစာရွက်မယ်เนาะဒါတွေအားလုံးပြီးသွားပြီဆိုရင် print ဆိုတာလေးကို click နေလိုက်เนาะဆိုရင် printer ဒီမှာ print ထုတ်မယ်เนาะဟုတ်ပြီပြီးသွားပြီဆိုရင်ဒါဒီတော့ပြီးသွားတဲ့အကြောင်းပြောရနော်ဟုတ်ပြီ အဲ့ဆိုရင်တော့ဒီနေ့အဲဗီဒီယိုမှာပြောခဲ့တဲ့ Microsoft Word Basic သင်ခန်းစာမှာ Microsoft Word ကိုသုံးပြီးတော့ကိုယ်ပိုင် document လေးတစ်ခုကိုဖန်တီးတတ်သွားပြီပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာဒီ Microsoft Excel အဲ Basic နဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်